မောင်းနေမှာနေ့စဉ်မနေ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုနှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့မနေ့အားလုံးနဲ့ဝင်ကအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ကောင်းစဉ်လေးကတော့ကလေးသူငယ်တွေကိုမထီမဲ့မင်မပြုတ်ပါနဲ့တနည်းအားဖြင့်ကလေးသူငယ်ကိုမတရားသဖြင့်မလုပ်ပါနဲ့သူတို့အနောက်မှာကောင်းကင်တမန်တဘာစီလိုက်နေတယ်ဆိုတာတတိပြုပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ကအလင်းပေးခြင်းတာဖြစ်ပါတယ်အခြေပြုခြင်းတကြံဖျောက်အောင်ပါ ရှမတဲခရင်ခန်းကြီး78အငယ်30ဖြစ်ပါတယ်။တင်တို့ဒီဤသူငယ်တဆုံတယောက်ကိုမထီမဲ့မင်းမပြုတ်မီအကြောင်းတတိရှိကြလော့။ငါဆိုဒီကသူတို့ဤကောင်းကင်တမန်တို့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောငါအဘဤမျက်နာတော်ကို အစင်မပြတ်ဖိုးမြင်ကြ၏။ချက်တော်ညီကိုမောင်မတော်ကလေးသူငယ်တွေကိုတဲ့မတရားသဖြင့်မထီမဲ့မြင်မပြူမိပါစေနဲ့တဲ့။ဘာလို့လဲဆိုတော့ ခင်ယေရှုခရစ်တော်ကဒီနေရာမှာအထူးတလဲကျွန်တော်တို့သတိပေးထားတယ်။ဘယ်လို သတိပေးထားလဲဆိုတော့ကလေးတူငယ်ဒိုင်းရဲ့နောက်မှာတဲ့မမြင်ရတဲ့အရာတစ်ခုလိုက်နေတယ်တဲ့။အဲ့ဒါပါလဲဆိုတော့ကလေးတူငယ်တွေကို ကာကွယ်မဆပေးတဲ့ကောင်းကင်တမန်တပါးစီတပါးစီသူတို့နောက်လိုက်နေတယ်တဲ့။ Okay အခုနားထောင်နေတဲ့သူတွေဒီကိစ္စကိုသတိပြုမိလားမသိဘူးနော်။ သင်ဟာခရစ်ယာန်ယုံကြည်သူဟုတ်တယ်ဆိုလို့ရှိရင်တော့တတိပြုမိမယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ကျမ်းစာထဲမှာကျွန်တော်တို့ကိုတတိပေးပြီးသားဖြစ်ပါတယ်။ဘယ်ကျမ်းချက်မှာလဲဆိုတော့အခုကျွန်တော်ဖတ်သွားတဲ့မဿဲခန်းကြီး၁၈အငယ်၃၀မှာဘယ်လိုဖော်ပြထားလဲဆိုတော့သူတို့ဤကောင်းကင်တမန်ဒီတဲ့ကောင်းကင်ဘုံ၌ရှိတော်မူသောငါဘာဤမျက်နာတော်ကိုအစင်မပြတ်ဖူးမြင်ကြ၏တဲ့သူတို့ဤကောင်းကင်တမန်ဆိုတာကကလေးသူငယ်ကိုပြောတာကလေးသူငယ်တွေကိုအထူးတစ်ဖြစ်ကြည်ရှုစောင့်မနေတဲ့ကောင်းကင်တမန်ရှိတယ်တဲ့ ဘသူအမိန်ကြောင့်ဆောက်ကြီးရှုဆောင်မနေရလဲဆိုတော့ဖရာသခင်ရဲ့အမိန်တော်ကြောင့်ကောင်းကင်တမန်တွေကကလေးသူငယ်ကိုကြီးရှုဆောင်မရတယ် ဆိုတော့အဲ့ဒီကောင်းကင်တမန်ကဖရာသခင်ကိုခဏခဏတော့ဖူးမြော်ရတယ်။ဘာလို့လဲဆိုတော့ဒီကလေးသူငယ်ကဘလို့ဖြစ်ကြောင်းဒီကလေးသူငယ်ကိုဘယ်သူမတရားပြုကြောင်းဒီကလေးသူငယ်ကိုဘယ်သူမထီမဲ့မင်ပြုကြောင်းဒီကလေးသူငယ်ကိုဘယ်သူကတော့ကူညီကြောင်းဘယ်သူကတော့ဘယ်လိုကောင်းအောင် လုပ်ပေးကြောင်းဘယ်သူကတော့ဘယ်လိုဆုံးမပေ့ပြင်လမ်းပြကြောင်းဆိုပြီးတော့မှအဲ့ဒီကောင်းကင်တမန်တွေကတဲ့ဖရာသခင်စီမှာ အမြဲတမ်းတွားပြီးတော့မှတင်ပြရတယ်တင်ပြရတယ်ဆိုတော့ အခုနားထောင်နေတဲ့ညီကိုမောင်မတွေတတိပြူမိပါစေနော်ဒီကျင်းချက်ကဖျားစကားဖြစ်တယ်ကလေးသူငယ်ဒိုင်းရဲ့အနောက်မှာကောင်းကင်တမန်တဘာတဘာကိုစီလိုက်နေတယ်ဆိုတာကျန်းစာက ပြောပြလို့ကျွန်တော်တို့ယုံကြည်ရတာဟုတ်တယ်နော်ကျန်းစာကဖျားစကားလေဒါကြောင့်ကျန်းစာကအဲ့ဒီအတိုင်းပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဒီအတိုင်းယုံရတယ်ဒါကြောင့်ကလေးသူငယ်ကိုမတရားတစ်ဖြစ်တင် ပြုတ်ရဲသေးလားမထီမဲ့မြင်ပြုတ်ရဲသေးလားမဟုတ်မကရှောက်လို့ရဲသေးလား လုတ်တယ်ဆိုလို့ရှိရင်တင်လုတ်ခဲ့တဲ့အရာတွေအားလုံးကိုကလေးသူငယ်ကမပြောပြတဲ့ရင်တောင်မှသူတို့အနောက်မှာလိုက်နေတဲ့ကောင်းကင်တမန်ကဘာလုပ်လဲဖယားသခင်စီမောသွားတင်ပြနေတယ်တဲ့နော်ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဒီကျင်းချက်အားဖြင့်ကျွန်တော်တို့ကိုတတိပြုစေတာတခုရှိတယ်အဲ့ဒါကတော့ကလေးသူငယ်ကိုအကောင်းဆုံးကြီးရှုဆောင်မပဲ့ပြင်လမ်းပြပါ မဟုတ်မကမလုပ်ပါနဲ့ကလေးသူငယ်ကိုโอเค တချို့ကကလေးသူငယ်ကိုဘယ်သူမှမသိဘူးဆိုမှရိုက်နှက်တယ်နှိပ်စက်တယ်။အော်တချို့ကကလေးသူငယ်ဆိုမှမဟုတ်မကားလုပ်တယ်။နော်။နောက်ဆုံးတချို့အာလူဘလူးကြီးတွေပြောရမလားကလေးသူငယ်ကိုမကောင်းကြံတယ်စသဖြင့်။ဆိုတော့အဲ့ဒီအရာတွေအားလုံးကစီရင်ခြင်းနဲ့ကင်းလွတ်နိုင်မယ်ထင်လား။စီရင်ခြင်းနဲ့မကင်းလွတ်နိုင်ဘူးနော်။ဘာလို့လဲဆိုတော့ လေးတွေရဲ့အနောက်မှာကောင်းကင်တမန်တပားစီကိုစီကိုစီလိုက်နေတယ်တဲ့။ဘာလို့ဖို့လဲဆိုတော့ကလေးတွေကိုနှိပ်ဆက်တဲ့သူတွေမထီမဲ့မြင်လို့တဲ့သူတွေမတရားပြုတဲ့သူတွေအားလုံးကိုရေးမဲ့ပြီးတော့မှဘဒုစီမှာတွားမှတင်ပြရလဲဆိုတော့ဖယားသခင်စီမှာတင်ပြရတယ်တဲ့။ဘာလို့လဲဆိုတော့ဖယားသခင်က အရာခတ်သိမ်းကို စီရင်ပိုင်တအုပ်ဆိုးတဲ့ဖယားသခင်မို့လို့ဖြစ်ပါတယ်။ကလေးသူငယ်ကိုမဟုတ်မကမတရားသဖြင့်လှုပ်ခဲတဲ့သူတွေအားလုံးကိုဖယားသခင်ကအကျွေးမဲ့စီရင်มาဖြစ်ပါတယ် ဒါကြောင့်ခရစ်ယာန်ယုံကြည်သူတွေတော့အထူးတတိထားပါတမာချင်းစာကိုသင်ယုံတယ်ဆိုရင်လေအထူးတတိထားကလေးသူငယ်တွေကို မဟုတ်မက မတရားသဖြင့်မပြုတ်ပါနဲ့ကိုယ့်ရဲ့သားသမီးတွေကိုရောသူများသားသမီးတွေကိုရောကလေးသူငယ်ဒိုင်းကိုဖရာသခင်ကကောင်းကင်တမန်ဆေလို့မှကြီးရှုဆောင်မနေတဲ့အတွက်ကြောင့်အထူးပဲတတိထားပါအထူးပဲတတိထားဒါဆိုရင် လူကြီးကိုရောကျွန်တော်ခရစ်ယာန်ယုံကြည်သူတွေလူကြီးတွေကိုရောကောင်းကင်တမန်တွေကြီးရှုဆောင်မတဲ့သူရှိလားဆိုတော့ ကောင်းကင်တမန်ပဲဘယ်ကမလဲကျွန်တော်တို့လူကြီးတွေဆိုရင်ခမီးတော်သားတော်ပက်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ရဲ့အတူတူရှိတယ်လေဟာလေလုယာဘာလို့လဲဆိုတော့ကျွန်တော်တို့ကယုံကြည်ပါတယ်ဆိုပြီးမှဆုံးဖြတ်နိုင်တဲ့အရွယ်ဖြစ်နေပြီဒါကြောင့်ကိုယ့်ရဲ့ယုံကြည်ချက်နဲ့လွတ်လပ်စွာဆုံးဖြတ်ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်တို့အထဲမှာပါရှိလေတန်ရှင်တော်ဝိညာဉ်တော်ရှိတယ်လေဒါဆိုရင်ခမီးတော်နဲ့သားတော်လည်းကျွန်တော်တို့ရဲ့အတူမနေဘူးလားနေတယ်လေသားတော်ရဲ့နာမကပါလေအီမာနွေလာလေကျွန်တော်တို့နဲ့အတူရှိတော့ဖရားလေ ဒါဆိုရင်ခမီးတော်ဖះလဲကျွန်တော်အတူတူမနေဘူးလားနေတာဗောဒါကြောင့်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဒီကျွန်တော်ယုံကြည်သူတွေနဲ့အတူတူရှိတယ်ကောင်းကင်တမန်ပဲပဲကမလဲဖះသခင်ကျွန်တော်တို့နဲ့အတူတူရှိတယ်ကျွန်တော်လူကြီးတွေကိုပြောတာနော်ဒါပေမဲ့ဒီကနေ့အဓိကလူကလေးတွေကိုအဓိကပြောချင်တာပါကလေးတွေကိုပြောလိုက်လို့တချို့ကလူကြီးတွေမှာရောကောင်းကင်တမန်ကြီးစုဆောင်မတဲ့ကောင်းကင်တမန်မရှိဘူးလားလို့မေးကောင်းမေးနိုင်တဲ့အတွက်တခါတည်းဖြေပေးလိုက်တာဖြစ်တယ်။ဆိုတော့အခုနကကျန်းချက်ကိုပြန်သွားရအောင် ဤသူငယ်တဆုံတယောက်ကိုမချီမဲ့မြင်မပြုတ်မြင်အကြောင်းတတိပြုကြလောတဲ့ဤသူငယ်ဆိုတာကကလေးသူငယ်တွေကိုတဲ့မချီမဲ့မြင်မချီမဲ့မြင်ဆိုတာကမတရားပြုတာမဟုတ်မမှန်လို့တာ အနိုင်ကျင့်တာနှိပ်စက်တာဒါကြောင့်အဲ့ဒီလို လုံနေတဲ့လူကြီးတွေမိဘတွေတတိထားပါဘုရားသခင်တင့်ကိုစီရင်နိုင်ပါတယ်ဒါကြောင့်ခုနားထောင်နေတဲ့သူကိုကျွန်တော်မေးချင်တယ်အိမ်မှာကလေးရှိလားတို့မို့ရွှေမျိုးတွေထဲမှာကလေးရှိလားတို့မို့တင့်တဲ့ အမြဲတမ်းတွေ့ကြုံနေရတဲ့ကလေးတွေရှိလားအဲ့ဒီကလေးတွေကိုတင်မဟုတ်မမှန်လို့ဘူးလားမချီမဲ့မြင်လို့ဘူးလားမတရားသဖြင့်လို့ဘူးလားနှိပ်ဆက်ဘူးလားဖိနှိပ်ဘူးလားလို့ဘူးတယ်ဆိုလို့ရှိရင် အခုပဲဝန်ချတောင်းပန်ပါတော့ Okay နော် အခုကျွန်တော်တရားဟောတဲ့ဟာကတင့်အတွက်ဖြစ်တယ်တင့်အတွက်တတိပေးနေတာဖြစ်တယ်ဘုရားသခင်ကတင့်ကိုနောင်တရခွင့်ပေးနေတာကလေးတွေကိုအဲ့လိုမဟုတ်မမှန်လုပ်ခဲ့တယ်ဆိုလို့ရှိရင်အခုပဲဒူးထောက်ဆူတောင်းအပြည့်ဝင်ချပါမဟုတ်ရင်စီရင်ချင်းခံရမယ်တင်တရေကြရင ဘာလို့လဲဆိုတော့တင်လို့ခဲ့တာဘယ်သူမှမသိဘူးမထင်နဲ့ကောင်းကင်တမန်ကစာရေးမှအပေါ်မှာတင်ပြလိုက်ပြီလေတင်လို့ခဲ့တယ်ဆိုလို့ရှိရင်တော့နောင်တရပါဝင်ချပါအပြစ်ဝင်ချဆုတောင်းမယ်ဆိုရင်ဘုရားသခင်ခွင့်လွှတ်နိုင်လားခွင့်မလွှတ်နိုင်လားခွင့်လွှတ်နိုင်ပါတယ်နောင်တရတဲ့သူတိုင်းကိုခွင့်လွှတ်တယ်ကျွန်တော်ခဏခဏပြောတယ်ဘုရားသခင်ခွင့်မလွှတ်နိုင်တဲ့အပြစ်မရှိဘူးကျွန်တော်တို့ဒါနောင်တမရသေးတာဒါကြောင့်နောင်တရပါဝင်ချတောင်းပန်ပါဘုရားသခင်ခွင့်လွှတ်နိုင်တာဖြစ်တယ် အကယ်၍သင်ဟာကလေးတွေကိုမဖိနှိပ်ဘူးဘူးမတရားသဖြင့်မလုပ်ဘူးဘူးနော်မထီမဲ့မြင်မလုပ်ဘူးဘူးဆိုလို့ရှိရင်တော့ဂျေဇုတော်ပဲဒီကနေ့ကနေစပြီးတော့မှလည်းကျွန်တော်တို့အသက်မီးစာကုန်တိတိုင်အောင်ကလေးတွေကိုနှိပ်ဆက်ဖို့မကြိုးစားပါနဲ့ကလေးတွေကိုမဟုတ်မကလုပ်ဖို့မကြိုးစားပါနဲ့ကလေးတွေကိုမထီမဲ့မြင်မတရားသဖြင့်လုပ်ဖို့လုံးဝမစင်စားပါနဲ့ဘာလို့လဲဆိုတော့ဖယားသခင်ကျွန်တော်တို့ကိုစီရင်နိုင်လို့ပါဖယားသခင်ကျွန်တော်တို့ကိုအပြစ်ပေးနိုင်လို့ပါ ဘာလို့လဲဆိုဖယားသခင်ဒီကလေးသူငယ်ဖတ်မှနေပြီးတော့မှတရားသူကြီးအဖြစ်စီရင်တဲ့ဖယားမို့လို့ပါနားလေပါစေနော်တန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေနိဂုံချုပ်ရအောင်โอเคဒီကနေ့ပြောသွားတာကကလေးသူငယ်ကိုမတရားသဖြင့်မလုံနဲ့ကလေးသူငယ်ကိုမချီမဲ့မြင်မလုံနဲ့မဖြိနှိမ့်နဲ့မနှိမ့်ဆက်နဲ့ဘာလို့လဲဆိုတော့သူတို့နောက်မှာကောင်းကင်တမန်တပားအမြဲတမ်းလိုက်နေတယ်ဆိုတာကိုကျွန်တော်သတိပေးသွားတယ်ခွာရမယ်လို့မျှော်လင့်ပါတယ်တတိကိုစီရမယ်လို့မျှော်လင့်ပါတယ်โอเคဆုတောင်းရအောင်နော် ကျေးဇူးတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲကလေးသူငယ်တွေကိုမတရားသဖြင့်မလုပ်ဖို့ကလေးသူငယ်တွေကိုမချီမဲ့မြင်မလုပ်ဖို့ကလေးသူငယ်တွေကိုမနှိပ်စက်ဖို့မဖိနှိပ်ဖို့ကျွန်တော်တို့ကိုတန်ရှင်တော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အားဖြင့်တတိယစေတယ်တတိပေးတယ်တတိပေးတဲ့ တရှင်တော်ဝိညာဉ်တော်တာရွေးဘုံကြီးပါစေအတ္တမှာကလေးတွေကိုချစ်တတ်တော်သူကလေးတွေကိုနေရာပေးတတ်တော်သူကလေးတွေကိုမနှိပ်စက်ပဲနဲ့ကလေးတွေကိုမထီမဲ့မြင်မပြုတ်ပဲနဲ့ကလေးတွေကိုမတရားသဖြင့်မပြုတ်ပဲနဲ့အကောင်းဆုံးကလေးတွေကိုဆုံးမတုံတင်ပဲ့ပြင်လမ်းပြအကျိုးပြုနိုင်ဖို့ရန်ကျွန်တော်ကျမတို့ကိုကိုတော်လမ်းပြမဆကောင်းကြီးပေးပါမိကြောင်းခွန်အားပေးပါမိကြောင်းဂျေဇုရောချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပါရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖခင်အာမင် 啊，邀请是两个，聘请高级背包师咯。